ဟယ်လိုအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဘဝမှာတောင်းနဲ့ဆုတောင်းပြပါစေလို့ဆုတောင်းပါတယ်တကယ်ချင်းတို့ဒီနေ့မြဝေမဲ့စကားတော့ကျွန်တော်ရဲ့ထောင်သွင်းကျွန်တော်ထောင်သွင်းမှာ လေးနှစ်နဲ့ရှစ်လောက်ကျွန်တော်ထောင်ကျခဲ့တဲ့အချိန်မှာကျွန်တော်ဆုံးတွေ့ခဲ့တဲ့အဲကောင်းလေးပေါ့နော်အဲဒီကောင်းလေးတယောက်အကြောင်းကိုကျွန်တော်ပြောပြတယ်ဒါကသူ့ရဲ့ဘဝတကယ်ဖြစ်ရမှန်ကိုသူကကျွန်တော်ကိုပြောပြတယ်အဲ့တော့ဒါထောင်းနေမှာဗျာတယောက်နဲ့တယောက် လိန်စရာညာစရာအကြောင်းမရှိဘူးသူစီရလည်းကိုဘာမှမျှော်လင့်ကြထားပြီးတော့မေးတာမဟုတ်သလိုကိုကလည်းဘာကူမှမျှော်လင့်ပြီးတော့ပြောတာမဟုတ်တဲ့အတွက်ဒီစကားတွေမှာအလိန်ညာအကွယ်ဝတ်တွေဘာညာမပါဘူးလို့တော့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်နဲ့တွေ့တဲ့ကောင်လေးကလည်းသူသူနာမည်ကလည်းသူသူဆန်းဆန်းလက်ကီးလေးတဲ့သူကထိုင်းနိုင်ငံ ထိုင်းနိုင်ငံသားလည်းမဟုတ်ဘူးမြန်မာနိုင်ငံသားလည်းမဟုတ်ဘူးနောက်တော့မလေးနိုင်ငံသားလည်းမဟုတ်ဒီကောင်ကအီလီယန်စစ်ဒီကောင်ကလေပေါ်မှာမွေးတယ်တဲ့ငါဖမ်းလေပေါ်မှာသူ့အမေကသူ့ကိုမွေးတယ်သူ့အဖေကငါဖမ်းလေရဲ့ဂရက်လို့ပြောတာလေမောင်းတဲ့လူပေါ့ဗျာ ဒါပေမဲ့အသက်ကြီးသွားတယ်ဗျာအသက်ကြီးသွားတော့တို့ကထိုင်းမှာအလုပ်လုပ်တော့ထိုင်းငါးဘန်းလေးမှာအလုပ်လုပ်အသက်ကြီးသွားပြီအသက်ကြီးသွားတော့အတောက်စားကြောင်းတော့အလုပ်ပြန်မနေတဲ့ညီတို့ကြောင့်ဆုံးသွားတော့ဗျာသူကသူ့အမေသူ့အမေကခလေးသူ့ဒီကျွန်တော်နဲ့တွေ့ရကောင်လေးလာသားလေးမှာသူ့အမေကကြံခဲ့ကိုဝင်နဲ့ကြံခဲ့ဟုတ်ခလေးတစ်ပတ်နဲ့ကြံခဲ့ ဲ့တော့ဒီကလေးကတင်းမောပေါ်မှာမွေးတော့ဗျာသူ့မွေးနေနေမှာဒီငါးဖမ်းလေကိုလိုက်ဖမ်းနေတဲ့ရဲကအဲ့သူတို့ပြေးတယ်ဗျပြေးတော့လွတ်သွားတယ်လွတ်သွားတဲ့အချိန်မှာအဲ့လေရလေရဲလိုက်ဖမ်းလို့ပြေးနေတဲ့အချိန်ဘယ်မှာငါတော့ခိုးဖမ်းလဲတော့မသိဘူးဗျာသူတို့လိုက်ဖမ်းတယ်ဗျာအဲ့တော့သူ့အဖေပြောပြတာသူ့ဘာကြောင့် lucky လေးလို့နာမည်ပေးလဲဆိုတော့သူ့ဘိုင်းလာပြီးတော့လေပေါ်မှာကလေးမွေးနေတဲ့အချိန်မှာသူ့အဖေကနောက်ကရဲလိုက်လို့လေ ငါးပန်းလေးရရဲလိုက်လို့ပြေးနေတယ်ပေါ့အဲ့တော့အင်းကြီးကလွတ်သွားတယ်လွတ်သွားတဲ့အတွက်သူ့ကိုလက်ကီးလေးလိုနာမည်ပေးလိုက်တယ်ဟိုသူမွေးလိုက်တော့ဗျငါးဖန်းရဲလိုက်ဖန်းကလွတ်သွားတယ်အဲ့ကြောင့်လက်ကီးလေးပြတော့တော့ပေါ့အဲ့ဒီလက်ကီးလေးကဘောကအမှန်တကယ်တော့ဘာတစ်ခုမှလက်မရှိဘူးဗျကျွန်တော်နားထောင်ကြည့်တော့ဗျာသူပြောပြတာသူမွေးပြီးတော့လာသားသားပဲရှိသေးတယ်သူ့အဖေက ကရက်တောက်ရင်းနဲ့စေးလေးစေးလေးပါတော့ဗျ။မွေးစေးလေးပါတော့။တေဝရတယ်။တေဝရတော့အမေကအဲ့လိုလေလောက်သားဒီနဲ့ဟိုလူနဲ့အိတ်လိုက်ဒီလူနဲ့အိတ်လိုက်ပေါ့ဗျာ။ပတ်ဆံရဖို့အတွက်ကိုလုံးပန်းနေတော့ဘူး။သူနည်းနည်းလေးအရွယ်ရောက်လာတော့သူ့အမေကလည်းစေးလေးလည်းဆွဲသွားပြီဗျ။သူ့အမေကလုံးဝဘယ်လိုပြောမလဲဆိုတော့အပြက်မိမပြက်တယောက်လိုဖြစ်သွားပြီဗျ။ ။ဟိုလေနဲ့လိုက်လိုက်လိုက်ဒီလေနဲ့လိုက်လိုက်ပေါ့ဗျ။ပတ်စံပေးတဲ့ကောင်တော့ကိုကိုလိုက်တော့အဓိကပတ်စံရဖို့ဖြစ်သွားပြီလေ။ကလေးတယောက်လည်းရှိနေပြီဆိုတော့ဒီကလေးကိုလည်းသူ့မှာပြုစုပြုထောင်အောင်မတောင်းဝင်သူ့အမိမှာရှိတယ်ဆိုသူ့အမိကအဲ့ဒီလေတွေမှာလိုက်တယ်ဗျ။အဲ့လိုမျိုးညာလိုက်အိတ်တာတွေပတ်စံရဖို့တော့တော့မူကြီးစေးွားလည်းဆွဲသွားတယ်လေ။တော့သူ73နှစ်သားလောက်မှာသူတိရသူပြောပြတာဘောနော ငါ73 74နှစ်တားလောက်ရောက်တော့ငါတိနေပြီကွာတဲ့ငါမိမာတဲ့လူတယောက်ရှိတယ်ထိုင်းထိုင်းလူမျိုးဘူးသူကဆိုင်ကယ်နဲ့သူ့မျိုးလာလောက်ခေါ်တယ်ခေါ်ခေါ်ရတယ်ညပတ်စင်မင်းတို့ပြန်ပြန်လာပို့တယ်သူမှတ်မိတာကွာလို့သူပြောတာတရားကြတော့သူ့အမေကိုရိုက်တာတယ်ရိုက်တော့ဒီကောင်လေးကထိုင်းစကားလည်းကောင်းကောင်းတတ်တယ်သူ့အမေကိုကောင်းကောင်းသူ့အမေကိုရိုက်တယ်ကွာရိုက်ပြီးသူ့အမေပြောတယ်ကွာနင်းသားကိုလေးဘောတင်မလား ဘာမှမဟုတ်ရင်နေုံကဟိုဖာသားမှာရောင်းစားရမှာပေါ့မကောင်းတဲ့မကောင်းတဲ့အတန်းကနေုံကတခါလေအပြီးရောင်းစားပြန်ရောင်းစားပြစ်မှာပေါ့ဒါဘာမှမဟုတ်ရင်နေတော့ဟိုကြောက်ဖောက်တို့ grab ဟိုငါးဖန်းငါးဖန်းနဲ့အဖောင်နေရှိတယ်အဲ့ဖောင်တွေကလုံးဝဒီကန်းကိုပြန်မလာဘူးပြလာခဲ့တယ်သူတော့တစ်နှစ်ပတ်လုံးအဲ့ဘယ်လေထမ်းမှာပဲကြောက်ချပြီးတော့ငါးဖန်း ကဲလှနေငါ့ကိုကဲရတယ်အဲ့တော့အဲ့ဒီဖောင်ပေါ်မှာသူတို့အလုပ်သမားအဲ့ဒီမှာလုံးလုံးတဲ့အလုပ်သမားကပြန်လမ်းမရှိဘူးအဲ့မှာတော်တော်လုံးလုံးပါတယ်အထိုင်းကောင်ကသူ73 74နှစ်တာအလုပ်လုံးနိုင်တဲ့အရွယ်လေးရောသူ့ကိုသူ့မျိုးရိုက်နှက်ပြီးကျွန်တော်သူ့ကိုကလီဘော်တင်ခိုင်းတာပေါ့ဗျာလေဘော်တင်ခိုင်းတော့သူကလည်းတရက်နေ့ရက်၃ရက်ကျော်သူ့မျိုးနေ့တိုင်းရိုက်နေကြတော့သူမခံနိုင်တော့ဘူးဗျာသူဒီထိုင်းကောင်ကိုသူပြန်ပြီးတော့ကုကံဖို့လေသူ့မှာအင်အားမရှိဘူးဗျာ တော့အဲ့ဒီထိုင်းကောင်တနက်တွေပဲရှိတယ်တဲ့အဲ့ရတဲ့ထိုင်းကောင်ကိုပြောရဘူးမင်းကအမေကိုမနှိမ့်စပ်ပါနဲ့လို့ငါ့အမေကိုမင်းညာတိုင်းလာလာပြီးတော့ရိုက်နှက်နေတယ်ငါမကြည့်ရတော့ဘူးကွနော်အကြောင်းမို့ငါ့ကိုခေါ်သွားလိုက်အမေကိုဘာမှမပြောနဲ့လို့ပေါ့ငါ့ကိုခေါ်သွားလိုက်တော့အမေကတိတခုတော့ငါ့ကိုပေးပါဘူးနော်ငါ့အမေကိုလွတ်လပ်ခွင့်ပေးလိုက်ပါထိုင်းကောင်ကောင်းပြီလေမင်းငါ့ကိုမင်းသားလေဟိုရင်းမှာကိုကိုကိုရောင်းစားတော့ဗျာတဘောကတော့မင်းသား ဘာဖြစ်လို့မင်းမေယူထားတဲ့အကျွေးတွေကများနေပြီတဲ့အဲ့ဒီအကျွေးတွေကငါလည်းမဆက်နိုင်တော့ဘူးတဲ့မင်းမေကလည်းတဲ့အလုံးမလုံးနိုင်တော့ဘူးတဲ့တော့မင်းကိုဖလေပေါ်မှာမတင်ဘူးဆိုရင်ပေါ့မဖြစ်တော့ဘူးဟိုကဟိုမူရီစေဝါပေးထားတဲ့လူကလာတက်လိုက်မှာပေါ့နော်တက်ရင်ငါငါ့ကိုတတ်မှာတဲ့အဲ့တော့ငါတော့အတေမခံနိုင်ဘူးတဲ့အဲ့ပတ်စံပြန်ပေးဖို့မင်းအမေကိုရောင်းရောင်းမင်းအမေကိုရောင်းမှရမယ်နှစ်ယောက်သေးတယောက်ကိုရောင်းအောင် အဲ့ကောင်းပြီပေါ့ငါ့ကိုရောင်းပေါ့ဒါပေမဲ့ဒီတိုင်းတော့ငါရောင်းစားလို့ခံနေတယ်ငါအမေကိုတော့လွတ်လပ်အောင်လုပ်ပြီငါအမေကိုငါတွေ့မယ်စကားပြောမယ်ပြီးအမေကိုဖောက်ခိုင်းမယ်ပေါ့အဲ့ဒါသူကသူ့ကိုသူရောင်းစားခံတာနော်ဒီကောင်လေးရောအမေကိုပြောတယ်ပေါ့အမေပေါ့အမေတခါတည်းဒီကနေပြီးတော့အပြီးတော့လိုက်ကျွန်တော်ဘဝအဆုံးခံပြီးတော့ကျွန်တော်အမေကိုကယ်လိုက်တယ်ပေါ့အမေကလည်း ူ့ကိုပြောတယ်တားရပေါ့နော်အမေကမူးယစ်စေးဆွဲနေကြာကြာနေရတော့မှလည်းမဟုတ်ဘူးတားမတော်ပါနဲ့အမေပဲသွားလိုက်မှာပေါ့မဟုတ်ဘူးအမေအမေကျွန်တော်မွေးထားတဲ့ကျွေးစုမွေးကျွေးစုကျွန်တော်ပုံမှန်ရှိတယ်အဲ့ဒါကြောင့်အမေမတော်ပါနဲ့ကျွန်တော်ပဲသွားမှာဟိုကလည်းထိုင်းကောင်ကလည်းသူ့ကိုပဲလိုချင်တယ်နောက်ဆိုအလုံးလုံးနိုင်တယ်ဗျဟိုကောင်ကဟိုမွေးရစေဝါပေးထားတဲ့ကောင်ကဟိုအဲ့ဒီကောင်မဟုတ်ခေါ်မဟုတ်ဘူးမင်းအမေကဘယ်သူမှယူအောင်မင်းအမေဘာအလုံးမလုံးနိုင်တော့ဘူးတဲ့ နော်ရုပ်ရည်လည်းမရှိတော့ဘူးဗျအိုအိုအိုစားသွားပြီလေဗျတည်တယ်မလားစေးစေးကြောင်းဟောတော့ဒီအလုပ်ပဲတစေလုံးတယ်ဆိုအိုစားသွားပြီတုံးစားလို့မရတော့မလိုချင်တော့အဲ့တော့ ਨੇ သူဟာသူ့ကိုယ်သူပဲအယောင်စားခံလိုက်ခံပြီးတော့အဲ့လိုပဲဝါပေါ့ချောက်ပေါ်မရောက်သွားတော့ပေါ့ချောက်ပေါ်မှာဘာဘလောက်ကြာသွားလဲရှင်းနေလောက်ကြာသွားတယ်ရှင်းနေလောက်ကြာပြီတရက်မုံတိုင်းကြောက်သူတို့ ူကတော့အသေးသွားလိုက်တာပေါ့ဗျာသူ့ရဲ့ခါမှာအဲ့ဒီရေပလင်းတွေဘုံတွေရိုက်ဟာတွေကိုအကုန်လုံးခြီးလိုက်တော့ခြီးပြီးတော့ရှိတဲ့သမင်းကိုအဝစားလိုက်တယ်လေစားပြီးတော့အဲ့မုံတိုင်းလိုက်ရိုက်တဲ့အချိန်မှာငါခုံချလိုက်တယ်ဘာလို့လဲဆိုတော့သူတို့6လတိမှာကြိုးခြီးထားတယ်တန်ကြိုးတွေနဲ့ဒီဝါးပေါင်တွေခြီးထားတာလေပြေးမှဆိုလို့အဲ့တော့အဲ့ဒီလိုင်းရိုက်တဲ့အချိန်မှာဝါးပေါင်ကကွဲသွားတယ်ကွဲလည်းကော ဒီတန်ကျိုးဝိနဲ့တော့ရေအောက်ကိုနစ်သွားအောင်မတေသွားအောင်မဒါပေမဲ့တော့ဘာပဲဆိုကံကောင်းတာတစ်ခုဟောပွားတဲ့အဲ့ဒီအချိန်မှာပေါ့နော်ဟိုလက်တဲ့အချိန်မှာတော့ဒီတန်တန်ဟိုရင်းကိုသူအမြဲတမ်းသူအဲ့ဒီနေရာတနေရာသူအမြဲတမ်းထုနေတာတန်ကျိုးဝင်ရတစ်ခုနဲ့တစ်ခုဆက်တဲ့နေရာလေးရှိအောင်အဲ့ဒီနေရာလေးကအမြဲတမ်းတန်ကြီးစားရအဲ့ဒီနေရာလေးကသူအမြဲတမ်းထွင်းနေတာ လူလစ်ဗီဇာနဲ့တော့ထွင်းတာလူလစ်ဗီဇာနဲ့တော့ထွင်းတာအဲ့ရလေကွဲသွားရင်ကျိုးသွားရင် join ပြုတ်သွားရင်သူပြေးလို့ရပြီလေအဲ့ရမျိုးထွင်းတာတော့လေးငါးသိန်းလောက်ကြာသူနေတိုင်းသူအချော်နဲ့ပေါက်နေအဲ့ဒီနေရာကိုလေလစ်တာနဲ့ကအဲ့ဒါပေါက်နေတယ်အဲ့တော့အဲ့မုံတိုင်းမတိုက်ခင်ရပိုင်းလုံးမပြဒီလိုပဲကျိုးရတော့ကျိုးရသေးတာဟာမပြတ်နေတာအဲ့တော့သူတို့အဲ့လိုမျိုးကြိုးချီပြီးတော့ဘယ်သူမှစောင့်တော့မဟုတ်လေသူတို့ကြိုးချီထားတာသူတို့ငါးဘန်းငါးဘန်းကိုင်းထားတာ ချိန်တန်၅လရွာကိုသူတို့ပြောထားတဲ့လီမိတ်ပြည့်အောင်ဖမ်းပေးရတယ်ပေါ့နော်အဲ့လိုမဖမ်းပေးရင်သူတို့ရိုက်သက်တာတော့ရရှင်မပေးတာလို့ရှိတယ်အဲ့လိုအဲ့တော့နှိမ့်ဆက်ခံပြီးတော့အဲ့မှာနေနေတာပေါ့ဗျာနောက်တော့သူအဲ့အနေထွက်ပြေးသွားတယ်ဟိုကံကြမ္မာတစ်ခုပေါ့နော်အလှယ်ပြောင်းမှသူလွတ်သွားတယ်လွတ်သွားပြီးတော့သူကတော့အသေးဆိုပြီးတော့ဗျာငါတော့တေးရပြီပေါ့နော်ဒီဘွားကတော့ကျွတ်ပြီဆိုပြီးတော့မတေးရောက်ဘွားကမကျွတ်ဘူးမလေးမလေးရှားဟိုနေရာနေပြီးတော့သူ့ကိုဖမ်းပြီးတော့ ထောင်ထဲမလေးရှားကိုခိုးကူးလာတဲ့ပုံစံမျိုးပေါ့ဗျာဖာမီတို့ထောင်ထဲထည့်တာကျွန်တော်လည်းထောင်ကြထောင်ကြတော့တော်နေသူတွေထောင်ထဲမှာတော့ဆုံးဟိုဟိုသူကတော့ဘယ်နှနေကြလဲပါလဲတော့မသိဘူးအဲ့ဒါတော့ကျွန်တော်သူ့ကိုမမိလိုက်မိဘူးဒါပေမဲ့သူကတော့နှိမ့်ရှေမဟုတ်ဘူးဗျာသူကမလေးရှားကိုခိုးဝင်တဲ့အမှုဆောင်မတကာကြရင်သုံးလေးနှစ်ပေါ့ဗျာ အဲ့လောက်ပါပဲသူလဲကျွန်တော်ကတော့ရံဖြစ်တဲ့အတွက်ထောင်ကြတော့အချင်းတော့ကျွန်တော်လည်းခက်နေတဲ့အချိန်ကကျွန်တော်လည်းစိုးခဲ့တော့မှိုက်ခဲ့တော့ဒီနိုင်ငံသားတွေနဲ့ပေါင်းပြီးတော့တည်ရမှာဂိုင်းစတာလို့သာအဲ့တော့အဲ့ချင်းတော့စိုးခဲ့ပေးခဲ့တဲ့ဒဏ်တွေပေါ့နော်စိုးခဲ့တဲ့ပေးခဲ့တဲ့ဒဏ်တွေကအထောင်ကျော်တဲ့ရောက်တော့ကျော်တဲ့ရောက်တော့ထောင်တဲ့ရောက်တော့အမှတော့ဆုံးတော့သွားဆုံးပြီးတော့ သူ့အကြောင်းလေးကိုသိရတယ်။အဲသူပြောပြမင်းကဒီကနေပြီးတော့လို့ထွက်ရင်ပေါ့နော်မင်းနံပါတ်၄ဖာလို့မလဲလို့ငါ့ရဲ့သွားစီရတရားလည်းမရှိဘူးတဲ့မလေးရှားဆိုရလဲတဲ့ငါ့ဟိုတဲ့ထိုင်းကိုပို့မယ်ပြောတယ်တဲ့ထိုင်းဆိုရလဲငါ့ကိုလက်မခံဘူးတဲ့အဲဟိုဗမာပြည်ကိုပို့ရလဲငါမှတ်ပုံနေလဲမြန်မာနိုင်ငံသားလည်းမဟုတ်ထိုင်းနိုင်ငံသားလည်းမဟုတ်မလေးနိုင်ငံသားလည်းမဟုတ် အနောက်ဆုံး UNAC ရဲ့ဒုက္ခသည်အဲ့မှာသူ့ကိုအင်တာဗျူးခိုင်းတော့ကျွန်တော်နဲ့သူနဲ့ရှင်းစင်နောက်ဆက်ပဲဗျူးကြတယ်။နှစ်ယောက်စလုံးအောင်ပါလေကျွန်တော်လည်းအောင်တယ်သူလည်းအောင်တယ်။အဲ့ဗျူးပြီးတော့နောက်တော့ကျွန်တော်တို့လွတ်တယ်။လွတ်လဲလွတ်တော့သူလည်း UN ရပါတယ်။ UN ဒုက္ခသည်ဒုက္ခသည်ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့ရဲ့ကံကျွန်မအပြောင်းလဲဖြစ်လာသလားတော့မပြောတတ်ဘူးဗျ။ UN ကသူ့ကိုအင်တာဗျူးတဲ့အချိန်မှာသူကသူ့ကိုဗာမေးလဲဆိုအခုသာညီကိုတွေစီမလေးရှားမှာ UN လိုချင်တဲ့ညီကိုတွေအဲ့ဒီစကားကိုကျွန်တော်ပြောတဲ့စကားအုံတော့တယ်မှာတရားထည့်တာပေါ့နော်နံပါတ်၁အရေးကြီးဆုံးကမေးရတော့ကိုပဲဖြေပြအပေါ်လိုမဖြေနဲ့ UN ကသူ့ကိုမေးတယ်မင်းဘယ်နိုင်ငံသားလဲငါမသိဘူးတဲ့ငါလှေပေါ်မှာမွေးတာတဲ့ international sea မှာမွေးတာတဲ့အပြည်ပြည်ဆိုင်ရာရေး အပြည့်ရေးဆိုင်ရာရေချောင်းရေဝင်ရှိပဲအဲ့မှာအဲ့မှာမွေးရတာတဲ့ငါတဲ့ငါဘယ်နိုင်ငံသားလဲငါမသိဘူးငါအမေကမြန်မာလူမျိုးကရင်လူဟိုကရင်မွန်လူမျိုးမြန်မာမွန်လူမျိုးမွန်မောက်အဖေကတော့ဘယ်သူလဲဆိုတော့ငါမသိဘူးတဲ့ထိုင်းလာငါအရွယ်ရောက်တဲ့အချိန်တည်းကငါအမေတွဲခဲ့တဲ့ဟာကလက်ချိုးရီလို့မနိုင်တော့ဘူးအဲ့တော့ဘယ်တယောက်ကငါအဖေရင်လဲငါမသိဘူးငါ့ကိုမင်းနေတဲ့အဖေကိုအမေရောငါသိတယ် ငါအမေကမွန်ဖြစ်တယ်မွန်ပြည်နယ်ကလို့ပြောတယ်သူနာမည်ပြောပြတယ်အမေကျောင်းအဲယူအန်ကလည်းတော့ဘာမှထပ်မေးလို့မရဘူးသူအသက်တွေပါရင်သူသိတဲ့လောက်သူပြောလိုက်ကျောင်းနောက်ဆုံးသူ့ရဲ့ဘဝဖြစ်စဉ်သူပြောပြတယ်ငါ့ကိုဒီလိုပဲထိုင်းကောင်ကဟိုမှာရောင်းလိုက်တယ်အဲ့ဒါနေပြီးတော့မုံတိုင်းတိုက်လို့ဘဝပေါင်ကြိုးပြီးတော့သူတို့မျောလွတ်လာတယ်ကျောင်းအဲ့ပြောပြတယ် အောင်ရတယ်ဒုက္ခတွေကပ်ရအောင်ဒါကျွန်တော်နဲ့ထောင်းနေထွက်လာပြီးတော့ကျွန်တော်မသိဘူးသူလက်ရှိမလေးရှားမှာပဲလားနိုင်ငံခြားထွက်သွားပြီလားနောက်ဆက်တွေ့တော့ပြတ်သွားတယ်ပေါ့သူလည်းသူ့ဟာနဲ့သူသူ့ဘဝသူရှောက်တော့ပေါ့ကိုလည်းပေါ့နေပေါ့ဒါပေမဲ့ဒီကောင်လေးကနည်းနည်းဘယ်လိုပြောမလဲဆိုတော့ကျန်းတန်းနဲ့ဘဝကိုရင်ဆိုင်ခဲ့ရတယ်ဆိုပြီးပြ သူ့ရဲ့ဇယိုက်ဗီဇာအရန်ကျန်းတန်းနေပြောစကားပြောဆိုရန်ကျန်းတန်းနေထိတ်ကနေသူချမယ်နှက်မယ်အဲ့လိုစိတ်မျိုးသူကပြောဆိုငါရဲ့အရန်လှုပ်ချင်တာပါတဲ့လက်ဝှေ့ထိုးတော့ဘူးအဲ့ဒါကအရန်လှုပ်ချင်တယ်သူပုံစံကလည်းဟိုအမြဲတမ်းဟိုအလုံးချမ်းလုံးနေကောင်ဆိုခန္ဓာကိုယ်ကဟို6ဘက်တိလုံးဝခန္ဓာကိုယ်အချိုးစားကြစ်လစ်ပြီးတော့ မဲကျုပ်နေဘူးထဲမှာအများကြီးပင်လေရေနေဘူးထဲမှာမဲကျုပ်ကျစ်လက်တော့သူကနားရဲထောင်းထွက်သွားရင်လက်တီးထိုးပြီးတော့သမင်းစားမှာပေါ့တော့အဲ့တော့ကျွန်တော်မသိဘူးရသူတို့တွေအခုချိန်မှာအကြီးကောင်ကြီးကလေရှားမှာပဲရှိနေမလားဒါမှမဟုတ်ဂိုင်းစသားတွေပဲဖြစ်နေပြီလားထိုင်းပြန်ပြီးတော့ပဲလက်တီးပဲထိုးနေပြီလား ကျွန်တော်ဒီတလောက်ကတော့ဒီကောင်ကကံကောင်းနေဆိုတော့ lucky လေးဆိုတဲ့အတိုင်းကံဆိုးတဲ့အချိန်မှာကံဆိုးခဲ့တယ်လို့သူကံကောင်းပြီလို့တော့ကျွန်တော်မျှော်လင့်တယ်ပြောအခုတော့သူကံကောင်းပြီလို့ကျွန်တော်ထင်တယ်သူ့ဘဝလွတ်လပ်သွားပြီသူ့ဘဝရဲ့အတောင်ဖဲတွေအားလုံးပျက်စီးသွားပြီမရှိတော့ဘာမှမရှိတော့ဘူးနော်လေရှားမှသူရှိနေမယ်ဆိုလဲဒုက္ခတွေနဲ့ ူကောင်းကောင်းမွန်မွန် ACC နေလို့ရပါပြီတကယ်လို့သူအနေနဲ့ထိုင်းကိုပြန်သွားမယ်ဆိုရင်လည်းထိုင်းစကားလည်းကောင်းကောင်းသက်သက်ထိုင်းမှာသူကျင်လည်လို့ရပြီကောင်းကောင်းမွန်မွန်သူဘွားရဲ့အတောင်ဖွဲတွေအဲ့ဒီသူလုံးမြောက်သွားပြီအဲလူငယ်တွေအနေနဲ့ကျွန်တော်အနေနဲ့အတိတ်ကခုပေးကျင်တော့ပါဘွားဆိုတာအမြဲတမ်းနှိမ့်ကြမနေဘူးနှိမ့်ပါမနေဘူး ဒုက္ခရောက်နေတဲ့အချိန်မှာကြံ့ကြံ့ခံရင်ဆိုင်ပြီးတော့ကြံ့ကြံ့ခံရင်ဆိုင်ဘသူပဲကိုနှိမ်ချတဲ့ချက်ဘလောက်ပဲကိုထိုးနဲ့ထိုးနဲ့ပြုံးပြုံးလေးနဲ့တော့ဘဝကိုကိုသွားရမယ့်တက်ကံတော့ကိုရောက်ရမယ့်နေရာကိုရောက်အောင်တော့ကိုဤမှန်းထားတဲ့နေရာကိုရောက်သွားပြီဆိုတဲ့တနေ့ခမ ्याव ကိုထိုးနှက်ခဲ့တဲ့လူတွေခမ ्याव ကိုနှိမ်ချခဲ့တဲ့လူတွေခမ ्याव ကိုဆဲဆူခဲ့တဲ့လူတွေခမ ्याव ကိုပြစ်ပယ်ခဲ့တဲ့လူတွေ ခမောက်ခွဲခြားဆက်ဆံခဲ့တဲ့လူတွေကခမောက်ကိုမော်ပြီးတော့ဟာမင်းကအောင်မြင်သွားပြီလားဆိုပြီးတော့သူတို့ကြည့်လိုက်မယ်တချင်တော့ကျွန်တော်ဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်ပြစ်ဖယ်ခဲ့တဲ့လူတွေကျွန်တော်နှိမ်ချခဲ့တဲ့လူတွေကျွန်တော်သွန်းထုတ်ခဲ့တဲ့လူတွေရောက်မင်းငါ့ရင်မလာပါနဲ့ကွာမင်းလာရင်လက်သိလို့ပါလို့ပြောခဲ့တဲ့လူတွေကဖုန်းဆက်ပြီးတော့ရပါရဲ့ ငါတို့မင်းအိမ်ကနားတော့လာပြီးတော့နေလို့ရမလားလို့တောင်းဆိုလာတဲ့အခိုင်အတန့်တွေပြန်ဖြစ်လာတယ်။အဲဒါကြောင့်ငယ်ချင်းတို့ဘဝမှာအခက်အခဲဖြစ်လာရင်စိတ်တော့မချပါနဲ့။နောက်တော့မမေးဘဲနဲ့မပြောပါနဲ့။မတောင်းဘဲနဲ့မပေးပါနဲ့။မပေးဘဲနဲ့လည်းမယူပါနဲ့။ကိုမရှိတဲ့ကောင်းတဲ့အရာတွေကိုမျှဝေလိုက် ပညာလူငယ်တွေကိုပညာရစေမဲ့အရာတွေမျှဝေလိုက်လူငယ်တွေအတိတ်ခုမျှဝေလိုက်မကောင်းမဲ့အစိတ်တွေမကောင်းမဲ့စကားတွေကိုတော့မမျှဝေပါနဲ့နောက်တစ်ခေါက်ကြရင်ကျွန်တော်ဘာကြောင့်ထောင်ကျသွားလဲကျွန်တော်ဘာကြောင့်ထုံလေးနှစ်နဲ့ရှစ်လထောင်ကျလဲဆိုတဲ့ဟောကျွန်တော်မျှဝေပြီအဲ့မှာလေလူငယ်တွေကိုထောင်ထဲမှာဘယ်လိုရင်ဆိုင်ဖြတ်တန်းရလဲထောင်ထဲမှာဘယ်လိုဒုက္ခခက်ခဲတွေရောက်လဲ ထောင်ထဲမှာဘလို့နေတတ်ရင်ကျင်သက်စရာတွေဖြစ်တယ်လေထောင်ထဲမှာဟာလာဘလို့အရာတွေကကိုယ်ကာကွယ်မှုတွေပေးဘလို့အရာတွေကကိုယ်ဒုက္ခပေးနိုင်တယ်ဆိုတာကိုကျွန်တော်ပြောပြမယ်နော်အလုံးမဲ့ဒီနေ့တော့ကျွန်တော်ရဲ့စတဲ့မရှိတော့ဘူးဖြစ်တဲ့တငယ်ချင်း lucky လေးကိုတတိယရတယ်အဖြစ်မိစေတို့ဘဝမှာလည်း lucky တွေအများကြီးရောက်ရှိလာပြီးတော့ကံကောင်းကြပါစေ ကောင်းတဲ့ဆုတိုင်းပေးပါစေအန်ဒီအပေါင်းဘေးပေါင်းကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါဘိုင်